ကျသာရင်းနေမွေးဖွားတော်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်၁၇ရက်၅လ2025ရက်ကနေ၁၉ရက်၅လ2025တပတ်တာအတွင်းမှာကျသာရေးသားသမီးတွေဘလူးကန်ဂျာရင်းနဲ့ဂျူလီယာပါတယ်ကျွန်တော်တို့ဗားဆယ်မင်းနေခံပဲရှာမင်းဒုက္ခပဲဖြစ်ပါတယ်နော်အဲ့တော့၁၇ရက်၅လ2025ရက်ကနေပြီးတော့၁၉ရက်၅လ2025တပတ်တာအတွက်နော်ကျသာရေးသားသမီးတွေရဲ့ကာဇာတာကိုကျွန်တော်တို့မှာဖတ်ကြားပြီးတော့နော်ကျသာရေးသားသမီးပါဆိုရင် view လေးမှာ comment လေးဝေးခဲ့ပြီးပါဦးဗျာနော်အဲ့တော့ဒီ video လေးကအကျိုးရှိရဆိုလို့ရှိရင်မိတ်ဆွေတို့ ုရှိမှာဆိုရင်အသေးလေးနေယူ share လေးလုပ်ခဲ့ပြီပါနော် follow လေးမလို့တဲ့ကောင်း follow လုပ်ခဲ့ပြီစတိယ9လ2025ရက်ကနေ19ရက်9လ2025ရက်နေ့ထိနော်တပတ်တာကာလအတွင်းမှာချက်သားရီတာသမီးတည်တဲ့နော်ရက်တန်ရဲ့လုပ်ငန်းတွေတင်ကုန်နေတဲ့လုပ်ငန်းတွေအဆင်မပြေတော့လို့ယူဆထားခဲ့ရတဲ့လုပ်ငန်းတွေကပြန်လည်ပြီးတော့လုပ်ကြအောင်ပြင်နေတဲ့နေရာတွေမှာရှိပါတယ်တဲ့လုပ်ငန်းတည်တည်စီးပွားတည်တည်နော်ရင်းနှီးမြှုပ်နှံမှုတည်တည်လှုပ်ဆောင်မှုတို့ အလုံးကောင်းမွန်တဲ့အချိန်ကာလဖြစ်ပါလေတဲ့ရခိုင်ကခက်ခဲနေတဲ့အရာတွေအလုံးအနေဖြည့်ရှင်းဆောင်ရအောင်မလာပါလိမ့်မယ်တဲ့နော်ကုညီထောက်ပံ့မှုတွေပေါ်လာပါလိမ့်မယ်တဲ့နော်လူကြီးနဲ့ပတ်သက်ပြီးတော့လေပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်မြုပ်နေတာတွေဆုံးတော့မှုဖြစ်နေရပြီပြန်လေပေါ်ပေါက်လာတတ်ပါလေတဲ့နော်ပြီးလို့ရှိရင်မတော်တော့ဘူးလို့လည်းဖြစ်နေတဲ့ခီးကြီးပြတ်မလို့ဖြစ်နေတဲ့ခီးတခုပြန်သွားတတ်ပါလေတဲ့နော်လုပ်ငန်းတွေမှာလည်းဆော့ဆော့ရအဆင်ပြေချုံးမနိုင်တဲ့အနေအထားလေးပါရှိပါလေတဲ့ နော်ငွေဝင်လမ်းကြောင်းကလည်းဖြောင်းတန်းနေပြီးတော့မိမိရဲ့စူးစမ်းအားထုတ်မှုကြောင့်မိမိရဲ့လောက်ကန်မှုတွေကြောင့်နော်ဒါငွေတွေကလည်းငွေဝင်လမ်းဖြောင်းတန်းတဲ့အနေအထားမှာရှိပါတယ်အမျိုးသမီးတူဦးကိုကိုကြီးလောက်ကန်ဆောင်ရွက်ပေးနေတော့တော့အမျိုးသမီးတူဦးကြောင့်တော့တော့နော်ငွေအလုံးရင်းဝင်တတ်တဲ့ကာလာလေးတွေဖြစ်ပါတယ်တဲ့အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းဆိုရင်စိတ်ညစ်စရာမရှိတဲ့ကာလာလေးဖြစ်ပါတယ်နော်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အနည်းငယ်လေးနောက်ဆက်ကလေးရှိနေတယ်ပညာရေး ကာလအတွင်းမှာဆောင်းပွဲနီးမှာเนาะကျမကြီးထိခိုက်တာလေးကြီးဖြစ်တဲ့တည်းဒုတိယမို့အင်တာဗျူးပေါ့เนาะအင်တာဗျူးပဲဖြစ်ဖြစ်သင်တန်းမှာပဲဖြစ်ဖြစ်ပေါ့เนาะခြားတော့ပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းเนาะအပိတက်ဆောင်းပွဲတို့เนาะအင်တာဗျူးပြဆိုမှာနေလို့မှာပါเนาะအခက်မသိကျမကြီးထိခိုက်တာလေးကြီးရှိတတ်ပါတယ်တဲ့ပြီးရင်စာချက်တဲ့အချိန်ကြီးပညာနဲ့ပတ်သက်တဲ့အရာလေးကိုမှတ်သားတဲ့အချိန်မှာခေါင်းကောက်ကြိုက်လေးမှာကြာခဏဖြစ်နေတဲ့အနေအထားလေးမှာကြိုးလို့ရတတ်ပါတယ်တဲ့နော် ရှိနေပတ်သက်ပြီးတော့ဂျာလူနောက်ဆက်ကြီးပေါ်တတ်ပါတယ်သို့တော့ခိုင်မဲတဲ့မေတ္တာတရားတို့ကြောင့်เนาะအခြေမှာအဆက်ဆက်ရရအဆင်ပြေပါလိမ့်မယ်တဲ့မင်္ဂလာရဲ့သတ်မှတ်ထားရဆိုတော့အနေနဲ့အောင်ဆိုရတာလေးဂျုံတွေရတတ်ပါတယ်တဲ့ကျမိုင်နဲ့ပတ်သက်ပြီးတော့ဒီကြားအခိုင်အမြမရှိပါဘူးသို့တော့အဲခါနာခါကိုင်လေးဖြစ်တယ်တဲ့အမျိုးသမီးဆိုရင်တော့အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂါလေးနေနေငယ်တွေ့တတ်မှတ်မှန်တာလေးဖြစ်တယ်လေအဲ့ဒါလေးကိုခူးဆိုင်တယ်ပေါ့ကျန်တဲ့ဒီကြား စိုးရတဲ့ကျမကြီးအခိုင်အမာမရှိပါဘူးလေနော်အဲ့တော့ကျသာရေးတောင်းကြီးတို့ရခုတစ်ဘက်မှာအကျိုးပေးမဲ့အရောင်ကြီးတော့ခဲအောင်ဖြစ်ပါတယ်နော်အကျိုးပေးမဲ့ကဏ္ဍလေးကတော့20ပဲဖြစ်ပါတယ်နော်ကြတာရိသသမီးတို့ကံမြက်ကတ္တစီပြုလို့ရမယ်ရေရာလေးရောတဲ့နော်ကြတာရိထောက်ပါဇီးတစုစုရဲ့ကြတာရိထောက်ပါနော်ရက်ဖြူ၁၀ချောင်းနော်ရက်ဖြူ၁၀ချောင်း ဆူတောင်းပြီးပါတယ်ဆူတောင်းပြီးတော့မြို့အလူရှိအောင်ဆူတောင်းပါကမစ်ကလစီဆူတောင်းပါအေဂျီရဲ့ကိစ္စကိုဆောင်ရမယ်ဆိုရင်ယခုတစ်ပတ်အတွင်းမှာဒီရဲရဲလူကိုပြုလုပ်ပြီးတော့ပါတယ်နော်ဆောင်ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တာသမီတွေအတွက်အဆင်ပြေချိုးဝေပါလိမ့်မယ်ကံလေးမြင့်တဲ့ပုံပြီးမြင့်ပါပါလိမ့်မယ်တဲ့နော်ဒီလိုအခုပြောကြခဲ့ရတော့ကြာတာရေးတာသမီးတွေ၁၇ရက်၅လ2025ရက်ကနေ19ရက်၅လ2025ရက်ဒါတပတ်တာအတွင်းမှာကြာတာရေးတာသမီးဂျုံလို့ရမယ်ကံစမ်းမှာအခြေအနေလေးတွေအကျိုးပေးတဲ့အခြေအနေလေးတွေပေါ့နော် စောင့်ရှောင်းလေးတွေနဲ့ပြုလုပ်မရတာလေးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့တာသမီပါဆိုရှင် view မှာ comment လေးဝင်ခဲ့ပြပါ။ဒီ video လေးကမိတ်ဆွေတို့အကျိုးရှိမယ်ဆိုလို့ရှင်အသေးလေးနှိပ်ပြီး share လေးလုပ်ခဲ့ပြပါဦးမယ်နော်။ follow မလို့တဲ့ account ကို follow လေးလုပ်ခဲ့ပြပါအပတ်စဉ် ုနှစ်သားသမီးတွေเนาะတပတ်တာ personality ကိုဒီကောင်လေးကနေပြီးတော့အမြဲတမ်းပုံမှန်တင်ပြီးမှဖြစ်ပါတယ်အဲ့တော့ကြောင့်မစ္စတူရီနဲ့เนาะဟိုစိတ်ဝင်စားရဆိုပြီးဆင်းရတော့ဒါပတ်စင်စောင့်ကြည့်ပေးပါစနေရိုင်းမှာတင်ပြီးနေရရှိပါတယ်စနေနေ့မှာအားလက်ခဲ့လို့ရှိရင်တရင်ဝင်နေမှာရအောင်တင်ပါတယ်เนาะတပတ်ကိုတစ်ချိန်တော့ရအောင်ပတ်စင် personality ကိုတင်ပြတာလေးရှိပါတယ်เนาะအလုံးမဲ့ကျေးဇူးတင်ပါတယ်เนาะကားစစ်တဲ့ဒုက္ခနဲ့ပဲပြေစုံပါစေလို့ပြောပါဆုံးပါတော့လဲပါနောက်ဆက်ပါเนาะနောက်ပြီးပါ